နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ13ရက်ဇာတာပတိနေ့ ဩဝတိနာဂတိချံခန်းကြီးတဲ့အငယ်လေးမှကို32မှ33တင်းဒီရွှေလင်းတာကဲ့သို့ကိုကိုချင်းမြောက်၍ကျေတို့တွင်အတိုက်ကိုလှုပ်တော်လဲထိုရက်မှာတင်ကိုငာနှိမ့်ချမိဟုသာရပြာမိန်တော်မူ၏ညအခါသခိုးသမ ्या တို့သည်တင်ရှိရာသို့လာလျင် စိတ်ပြေလောက်အောင်သာခိုးယူကြလိမ့်မည်မဟုတ်လောစပြတိကိုဆွတ်တော်သူတို့သည်လာလျင်သူတပားလိုက်၍ဆွတ်เสียဖို့ကျွင်းစေကြလိမ့်မည်မဟုတ်လော သင်သည်အလွန်ပျက်စီးပြီတကားအေတော်သည်အလွန်အစစ်ခံရပြီတကားဇူဝထသောဥစ္စာကိုအလွန်ရှာဖွေကြသည်တကားသင်နေမိသားယာဖွဲ့တော်သူအပေါင်းတို့သည်ပြည်စွန်းသို့နှင်ကြပြီအဆွေလုတ်တော်သူတို့သည်သင်ကိုလှည့်စား၍နိုင်ကြပြီသင်နေအတူစားတော့တော်သူတို့သည်သင်အောင်၌ကြော့ကွင်းကိုထောင်ထားကြပြီသင်ဤဉာဏ်ပညာကုန်ပြီသာရဖြာမိန်တော်မူသည်ကားထိုကာလ၌ ်အေးတုံပြီမှပညာရှိတို့ကို၎င်းအေးတော်ဤတောင်မှဉာဏ်ကောင်းသောသူတို့ကို၎င်းငါပေရှာမည်။အိုးတင်မန်မျိုးအေးတော်ဤတောင်မှခတ်သိမ်းသောသူတို့ကိုပေဖြတ်မည်အကြောင်းသင်ဤသူရဲ့တို့သည် ကြောက်ကြလိမ့်မည်။သင်ဤမည်သည်တပါအမျိုးသားဖြစ်သောနေ့၌သူ၏အမှုကိုသင်မကြည့်သင်ယူဒာအမျိုးသားတို့သည်ပျက်စီးသောနေ့၌မဝါကြွသင်ဒုက္ခခံသောနေ့၌စော်ကားသောစကားကို မပြောသင် ငါဤလူတို့သည်ဘေဥဘက်ကိုခံရသောနေ့၌သူတို့နေရာတကားအတွင်းသို့မဝင်သင်ဘေဥဘက်ကိုခံရသောနေ့၌သူတို့ဤဆင်းရဲဒုက္ခကိုမကြည့်မရှုသင်ဘေဥဘက်ကိုခံရသောနေ့၌သူတို့ဥစ္စာကို မလူမယူသင် တင်ဒီယူရပြည်ရှိမိမိညီအကိုများ ကံကြမ္မာဇိုးနှင့်ကြုံတွေ့ရသည်ကိုချိတ်၍နှစ်ထောင်အာရမဖြစ်သည်။အောဗရိအနာဂတိချံခန်းကြီး၁ခန်းငယ်၁၂ခေတ်၃ဆင်းရဲဒုက္ခခံစားရခြင်းအတွက်ကျင်နာမှု American the mind to shout တေကြီးပြည့်စည်မှုအများဆုံးသောတော်မီလောင်မှုသည်၂023ခုနှစ်ဩဂတ်လတွင်ဟာဝိုင်ကျွန်းရှိလဟေးနာမြို့၌ဖြစ်ပွားခဲ့ပြီး လူ69ဦးသေဆုံးကအဆောက်အအုံ2000နှစ်အထက်ပျက်စီးခဲ့ရသည်ထိုမျိုးနိုင်နေထိုင်သူတို့မှာအပျက်စီးများကြောင့်ယခုတိုင်ခံစားရသည့်အပြင်အင်ကိုဖောက်ထွင်းလူရဲမှုနှင့်လောဘဒမာပွဲစားများကထိုမျိုးကိုဝါမျိုးရန်ကျင်းစီခြင်းတို့ကမြို့ကန်လူတို့အပေါ်စိတ်တန်ရာများထပ်မံဖိစီးပေးခဲ့သည် ထို့သောဝန်းနေပွဲအခြေအနေများအပေါ်အခွင့်ကောင်းယူလိုသည့်ဖောက်ပြသောစိတ်တဘောကြောင့်အီရုံမြို့သို့ဖျားသခင်၏ပြင်းထန်သောတတိပိစကားရောက်လာသည် ဣဒရီလလူမျိုးများ၏မျိုးရိုးစင်ဆက်ယန္တူဖြစ်သော အေဒုံမျိုးသားတို့သည် သူတို့မျိုး၏ပထဝီအနေအထားတာလုံမှုကိုအခွင့်ကောင်းယူကာလူရဲမှုဖြင့်ကြွယ်ဝလာခြင်းအခြားနိုင်ငံများနှင့်မဟာမိတ်ဖွဲ့ခြင်းအကြံဉာဏ်နှင့်စိတ်၏အကူအညီတို့ကိုရယူပြီးအားနည်းသူများအပေါ်ခေါင်းမဖြတ်ခြင်းတို့ကြောင့်ဖျားသခင်၏တရားစီရင်မှုသည်မကြမီရောက်လာတော့မည်ဟုပရောဖက်ဩဝတိတတိပိခေတိဣသွေလလူမျိုးများကြုံပြုတ်ဖန်စီခေါ်ဆောင်ခံရသည့်အခါ သူတို့ဝမ်းမြောက်ခြင်းကြောင့်သူတို့အားပြစ်တင်ဆုံးမခဲ့သေးသည်တနာကယုနာထားမည်အစာအေဒုံလူများသည်ဣသရေလအမျိုးသားတို့၏အိမ်များကို ဖောက်ထွင်းကဆစ်ရှုံမြို့များတွင်အောင်းလန်းထူကာချီတက်ခဲ့ကြသည်လဟိနာမြို့နှင့်လူသူတို့သည်ဆက်ဆုပ်ဖွဲ့လောက်ရများကို မြင်တွေ့ခဲ့ရသောလေကျုံးမော်ရှိဖျားเจ้าများမှနေရထိုင်ခင်းအစားအသောက်ပူပူနွေးနွေးနှင့်အရေးပေါ်ထောက်ပံ့ပစ္စည်းများပေးဆောင်သည့်အဲဝတ်ပြုရေးစင်တာများဖြစ်လာသည့်အခါ ကျင်နာမှုကိုသူတို့ခံစားခဲ့ရသည်စစုံတူအနာကျင်ခံစားနေရခြင်းအလားတူရွေးချယ်မှုမျိုးကိုကျမတို့လည်းတွေ့ရနိုင်သည်သူတို့၏ဆုံးရှုံးမှုများမှ အမျက်ထုတ်ရန်ကျမတို့စူးစမ်းမြည်လားသို့မဟုတ်ဖျားရှင်အလိုတော်ရှိတဲ့သို့လဟေးနာရှိဖျားเจ้าများကဲ့သို့ ကျင်နာမှုရက်ရောမှုနှင့်ကျမတို့တုံ့ပြန်မြည်လား တစုံတူခံစားနေရမှုအပေါ်အခွင့်အောက်ယူရန်မြည်သည့်အချိန်ကတင်သွေးဆောင်ခံခဲ့ရဘူးတည်းနီကျနာတက်ရန်ဖျားသခင်ဤချစ်ခြင်းမြတ်တာသည်ကျွန်ုပ်တို့ကိုမြည်တို့လှုံ့ဆော်တည်းချစ်တော်ဖျားသခင်တစုံတယောက်နာကျင် ခံစားရသည့်အခါကျွန်ုပ်ဤတနာကျင်နာမှုကိုကန့်လန့်ပြီးရန်မဆတော်မူပါသခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။